မြန်မာနိုင်ငံငလင်ပေမှလူတွေကိုကယ်ဆယ်ဖို့စင်ကာပူတပ်ဖွဲ့တွေအသုံးပြုခဲ့တဲ့ဆက်ရုပ်ပိုးဟက်များ ရည်သည်များလုံးမမင်္ဂလာပါရှင်။ဘောင်းမစ်နောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။မြန်မာနိုင်ငံမြင်းကလေးဘေးမှာလူအသက်တွေကိုကယ်တင်ဖို့အတွက်နောက်ဆုံးပေါ်နီးပညာနဲ့ဆက်ရုပ်ပိုးဟပ်တွေကိုအသုံးပြုခဲ့ရတာကတော့စင်ကာပူနိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါတယ်။အားလုံးလည်းသိကြတဲ့အတိုင်းအခုချိန်မှာမစလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပါတယ်။အခုတကမှာငလင်းလောက်တာကမြန်မာနိုင်ငံရဲ့ငလင်းသမိုင်းမှာပျက်စီးဆုံးရှုံးမှုတော်တော်လေးကိုကြီးမားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးငလင်ရက်ဖြက်စီမှုအားကမြန်မာနိုင်ငံကကုညီကယ်ဆယ်ရေးလုံဆောင်နိုင်စွမ်းကိုကြော်လွန်နေရကြောင်းလည်းနိုင်ငံတကာကကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုဖိတ်ခေါ်ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းတရုတ်အိန္ဒိယရုရှားစင်ကာပူမလေးရှား UAE VNN နဲ့စတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေများစွာရောက်ရှိနေခဲ့ပါတယ်။အထူးသဖြင့်တော့ငလင်တန်းကပြင်းထန်လွန်လာကြောင်းအဆောက်အဦတွေကပြိုကျပျက်စီးကာအထဲမှာလူတွေတော်တော်များများပိတ်မိသွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအဆောက်အဦပျက်စီးတွေကြားထဲမှာလူတွေပိတ်မိနေတဲ့အခါမှာအဆောက်အဦရဲ့ နေရာအစိပ်ပိုင်းမှာတော့လူတွေပြိမိနေပြီဘယ်နေရာမှာတော့လူတွေကရှင်သန်နေတယ်လဲဆိုတာကိုသိနိုင်ဖို့ကအရေးကြီးနေပါတယ်။ဒါအပြင်အဆိုပါဒီနေရာကိုသိရှိရင်လည်းလူအသက်တွေကိုကယ်တင်နိုင်ဖို့အမြန်ဆုံးတူးဖော်နိုင်ဖို့ကအရေးကြီးတာဖြစ်ပါတယ်။ဒီလိုမျိုးလူအသက်တွေကိုမြန်ဆန်တိကျစွာကယ်တင်နိုင်ဖို့အတွက်စက္ကရိယာတွေကမြန်မာနိုင်ငံမှာမရှိပါဘူး။ဒါကြောင့်လည်းနိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုအကူအညီတောင်းပြီးခေါ်ယူနေရတာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေအများကြီးရောက်ရှိလာခဲ့ပါတယ်။ဒီအထက်ကမှစင်ကာပူအသက်ကယ်ဆယ်ရေး အဖွဲ့ကတော့နောက်ဆုံးပေါ်နည်းပညာနဲ့မြန်မာနိုင်ငံကလူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။အဆိုပါနည်းပညာကတော့ဆက်ရုပ်ဘိုဟက်ပါညိုင်းမြင့်ဘိုဟက်က Cyber Chorus လို့ခေါ်တဲ့နောက်ဆုံးပေါ်နည်းပညာသုံးဆက်ရုပ်တွေကိုစင်ကာပူနိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဝင်တွေကမြန်မာငလင်ကယ်ဆယ်ရေးမှာအသုံးပြုခဲ့ပါတယ်။စင်ကာပူကယ်ဆယ်ရေးအဖွဲ့တွေဟာပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေကလူတွေဝင်လို့မရတဲ့နေရာတွေကို Cyber Chorus တွေကို control လုပ်ပြီးတော့ဝင်ရောက်စေပါတယ်။သူတို့ရဲ့ body မှာတပ်ဆင်ထားတဲ့ infrared camera နဲ့စင်ဆာကနေတ င်ဆင်ကြည့်ရှုထောက်လန်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ Server Chorus လို့ခေါ်တဲ့ဒီဆက်ရုပ်ပိုဟတ်နည်းပညာကိုဂျပန်နိုင်ငံကငလင်ကယ်ဆယ်ရေးတွေမှာပထမဦးဆုံးအသုံးပြုခဲ့ကြပါတယ်။အခုချိန်မှာတော့စင်ကာပူနိုင်ငံကကယ်ဆယ်ရေးသမားတွေကမြန်မာငလင်ကယ်ဆယ်ရေးမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။အဆိုပါဆက်ရုပ်ပိုဟတ်ကြောင့်ပဲလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အထူးအဖြစ်တော့ကယ်ဆယ်ရေးနည်းပညာမြန်မာလေးလေလူအသက်ကယ်ဆယ်ရေးအတွက်ပုံမလွယ်ကိုထိရောက်လေးလေးပဲဖြစ်ပါတယ်။ဒါတောင်မှနည်းပညာနဲ့စက်ကရိယာမလုံလောက်မှုတွေကြောင့်အဆောက်အဦပြိုက ားမှုမှာအသက်ရှင်ခဲ့ပေမယ့်အချိန်မီမကယ်ဆယ်နိုင်ခဲ့လို့အသက်ဆုံးရှုံးရတာတွေကအများကြီးရှိခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံကအင်အားပြည့်ငလင်ကြီးတွေလှုပ်ခတ်လို့ရှိတယ်။သကိုင်းပြည့်ရကျောပေါ်မှာတည်ရှိနေရကြောင်းတဘဝဘေးအန္တရာယ်ကြာရောက်တဲ့အခါမှာလူတွေကိုကယ်ဆယ်နိုင်ဖို့ကအရေးကြီးတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစင်ကာပူကယ်ဆယ်ရေးအဖွဲ့အသုံးပြုခဲ့တဲ့အဆက်ရုပ်ပိုးဟက်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။